ဩစတြေးလျနိုင်ငံမှာပြင်းထန်လာတဲ့ဆန်ကလုန်းမုန်တိုင်းကြောင့်တပ်ဖွဲ့ဝင်တွေလည်းတန်းရပြီးတော်တော်လေးကိုထိခိုက်ပျက်စီးမှုနဲ့ကြုံရပါလေ။နိုင်ငံအရှိပိုင်းကဲဝန်းတဲ့ကြောကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဆန်ကလုန်းမုန်တိုင်းကြီး Alfred ကြောင့်အိမ်တော်စု၃သိန်းသုံးပေါင်းကျော်ဟာလျှက်စစ်တပ်အားပြတ်တောက်မှုနဲ့ကြုံခဲ့ရပြီးပြင်းထန်တဲ့ရင်မတော်ဆမ်းမှုကြောင့်ဩစတြေးလျတပ်ဖွဲ့ဝင်တွေပြင်းထန်တန်းရခဲ့ပါလေ။အပူပိုင်းဆန်ကလုန်းမုန်တိုင်းအဆင့်ရောက်ခဲ့ပြီးခုခါအပူပိုင်းမုန်တိုင်းငယ်ဖြစ်အပြော့သွားတဲ့ မုံတိုင်းဟာကမ်းလွန်ပင်လယ်ပြင်မှာရဲအတံကြာတည်ရှိပြီးနောက်ကွင်းစ်လန်ပြည်နယ်ကဲဝန်းတန်းပေါ်ရှိ property ကျွန်းကုန်းလွှဲမှာဝင်ရောက်ခဲ့ပါတယ်ကွင်းစ်လန်ရှိတောင်ပိုင်းနဲ့ new south way ရှိမြောက်ပိုင်းကီလိုမီတာ400ရှိလျားတဲ့ကဲဝန်းတန်းဒေသတွေမှာမိုးတီးထန်စွာရွာသွန်းခဲ့ပြီးမြစ်ချောများရေရှမ်းခဲ့ပါတယ်မုံတိုင်းနဲ့သက်ဒေသတွေကိုကွန်နီကေဇမှုလို့ပေါ်စေလွတ်လိုက်တဲ့ Austria ကာကွယ်တပ်ဖွဲ့ EDF truck ကနစီဟာ New South Wales ပြည်နယ်လာဇာမိုးမြို့နေရင်တိုက်မှုဖြစ်ခဲ့လို့ တပ်ဖွဲ့ဝင်36ဦးတန်းရပါတယ်။တချို့ကတော့ဒဏ်ရာပြင်းထန်ခဲ့တယ်လို့အစိုးရတောင်းဝန်ရှိသူတွေနဲ့ရေးပေါ်ဌာနကပြောပါလိမ့်။လူနာတွေကိုစေုံလေးကိုပို့ဆောင်ခဲ့ရပါတယ်။လက်ရှိမှာတော့ဖြစ်စင်မှာထိခိုက်ဒဏ်ရာရခဲ့သူတွေနဲ့သူတို့မိသားစုတွေကောင်းကျိုးချမ်းသာရဖို့ကျွန်တော်တို့အဓိကလုပ်နေတယ်လို့ဝန်ကြီးချုပ်အန်တိုနီအယ်လ်ဘာနီကပြောပါလိမ့်။တောင်ပြေမုံတိုင်းကြောင့်မိုးသီးထန်ပြီးရေတက်လာတဲ့အတွက်အရှိတ်ကံရွေးတဲ့မှာ အင်ဂျင်ပေါင်းတသိန်း2000ကျော်နဲ့အရေးကြီးသုံးဆောင်ဖြစ်စီတွေကိုထင်းသိမ်းထားနိုင်ဖို့ဒေတာခံပြည်သူတွေကမတ်စတရနေ့ကအပြားဆိုင်ကြိုးပမ်းနေပါလိမ့်။အဲ့ဒီမုန်တိုင်းကြီးကမလရှိနေ့ကစတင်ပြီးတော့အပူပိုင်းဒေတာဆန်ကလုံး Airfront မုန်တိုင်းကြီးဟာကုန်းနေမိုင်မဝင်ရောက်ခင်အော်စတြေးလျတဲ့ကန်လွန်ကလည်းမိုင်150ရှိလျားတဲ့ကင်ယူနယ်တစ်လျှောက်၅ရက်ကြာအောင်တိုက်နေတာဖြစ်ပါလိမ့်။ Queensland နဲ့ New South Wales ကင်ယူနယ်တစ်လျှောက်လေပြင်းတိုက်ခတ်မှုနဲ့မိုးရွာသွန်းမှုရောပါသွားပေမဲ့ နိုင်ငံနေရာအနှံပြားလျှက်စင်ပြီးပြတ်တောက်နေတော့မှဖြစ်ပါလိမ့်။မလောင်စတရနေ့မနက်ပိုင်းဒီလူနေတိုက်ခန်းပေါင်း3,800တောင်ကမီးပြတ်တဲ့အောင်မှနေရပါလိမ့်။ကွင်းစလန့်ပြည်နယ်အရှိတောင်ပမောင်းတဘာဝဘေးအဆိုးအဆုံထိခိုက်ခံစားခဲ့ရပေမဲ့သတင်းပတ်တွေအတွင်းဖုန်းလိုင်းနဲ့လျှက်စစ်တာအလိုက်နေ65ရာခိုင်နှုန်းပြန်လည်ချိတ်ဆက်ဖြန့်ဖြူးနိုင်ဖို့ကြိုးစားနေတယ်လို့အာဏာပိုင်တွေကပြောပါလိမ့်။မုံတိုင်းမို့အခင်မလ9ရက်တုန်းကလေးပင်ရပ်ပစ်ကတ် မော်တော်ယာဉ်မောင်းနေသူအသက်62နှစ်အရွယ်မျိုးသားကြီးဟာတရားဒဇင်းပေါ်ဖြစ်တဲ့ရင်ရေးကြီးနေတဲ့မြေထဲမျောပါခဲ့တာကြောင့်ဩစတြေးလျနိုင်ငံမှာဒီရက်ပိုင်းရှားသီဥတုဆိုဝါလို့လူတူဦးတည်ဆုံခဲ့တယ်လို့သိရပါတယ်